အေပရင်နာ ABAC လို့စေယူပြီးလေးကိုကျွန်တော်ဖတီမုတ်ချနေတယ်ပြောပြပေးပါမယ်။ ਇਹ ဖတီမုတ်ချမယ်ဆိုပရင်နာနဲ့ပါဝါအွန်လာတဲ့အချိန်မှာအဲပါဝါဘတ်တန်လေးပေါ့ဘယ်ဘက်ကခလို့တက်ဘက်ကလေးနေလိုက်မယ်။ပြီးတော့ working နေပဲ advance ကိုသွားညာဘက်ကခလို့လေးနေဝင်မယ်။ပြီးတော့ဘယ်ဘက်ကခလို့နေရှေ့ဆက်သွားမယ်။ advance ဝင်သွားပြီ။ AD cap ဖတီမုတ်ရောက်ရင်လေဒီမှာလေးညာဘက်ခလို့နေနေမယ်။တီးလို့မိသွားတယ်။အဲ့ဒါဖတီမီဆက်ကြသွားပြီပေါ့နော်။ပြီးရင်ပါဝါဘတ်တန်လေးနဲ့ပြန်ထွက်လိုက်မယ်။ ပြီးရင်ကျွန်တော်တို့ဒီ label စာရဲ့တစ်ခါကျရင်မညီတဲ့ခိုင်ခါကျရင် calibration လေးညှိမယ်ဘယ်လိုညှိရမလဲဆိုတော့နှစ်နည်းပြောပြပေးပထမနေရာ power button လေးကိုတစ်ခါကလေးနှိပ်လိုက်မယ်ပြီးတော့လမ်းလေးပဲဆိုရောက်ပါရောเนาะအလမ်းလေးပဲရောက်ရင်လည်းခလုံးလေးလားဒါ calibration ညှိရပါတော့နောက်တနည်းအားကြတော့ power button နဲ့ menu တွေပြန်ထွက်လိုက်မယ်နောက်တနည်းအားကြတော့ညာဘက်ကခလုတ်ကိုကြာကြာလေးနှိပ်ထားလိုက်မယ်အတန်လေးမိလိုက်လွတ်လိုက်မယ်ပေါ့နော် အဲ့အဲ့ကောင်လေးဆို calibration နေညှိတာပြီးွားပါပြီကျေးဇူးတင်ပါတယ်